nil nil စီကတ်တာပေါ့နော်စီးနေတာမျိုးစီးပြီးတော့ကတ်တာဟာမျိုးပေါ့နော်စီကတ်တာကို nil 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 ဆိုတာစီကတ်တာပေါ့နော်အဲအကြောင်းမို့ဆရာတို့ဒီကောက်ငင်းတွေကိုကြာတော့ကောက်ငင်းကစီကတ်တာပြောကြတော့ခေါင်းဆိုတာကြာတော့သမင်းပေါ့နော်ခေါင်းဆိုတာသမင်းနော် nil ဆိုတာကြာစီကတ်တယ်အဲ့တော့သမင်းကိုမျိုးစီကတ်နေတဲ့ဟာမျိုးကိုဆရာတို့ကောက်ငင်းလို့ခေါ်တာပေါ့နော်အဲအကြောင်းမို့ဒီမှာ nil ဆိုတာစီကတ်တာပြောနော်အဲ့ဒါပေါင်းတဲ့ခါကြာရင် nil တွေ့ချာနားထောင်မယ်နော် nil ကြတဝအတန်ထွက်ပေးရတယ်။ဘာဖြစ်လို့လဲအရှိမဟော်ခံပေးထားတယ်။ဟော်ခံပေးထားရင်အနောက်ကပတ်လာတဲ့အတန်ကအမြတ်တန်ဖြစ်သွားတယ်။အဲ့တော့ပေါင်းတဲ့ခါကျရင်ဟော်နော်အီယာဝော်နီယောစိကတိဟော်နော်အီယာဝော်နီယောစိကတိအရှိမဟော်မခံဘဲနဲ့အတန်ထွက်မယ်ဆိုရင်တော့နော်အီယာဝော်နီယော no iawo neo neo ဆိုတာအတိတ်ပဲမရှိသေးဘူးเนาะအဲ့တော့အတိတ်ပဲလေးရှိအောင်အရှင်းမဟောခံပြီးတော့မှနေရောဆိုတာစီကတ်တယ်လို့အတိတ်ပဲရတယ်ပေါ့เนาะ ho no iawo neo စီကတ်ဒီပေါ့เนาะအာနောက်တစ်ခုကြည့်မယ် yeo 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 အတိတ်ပဲကရအတတ်နဲ့ yeo အတိတ်ပဲကလင်းယုံငယ်ပြောတာเนาะ in စီကြတော့တိတ်ငယ် yeo ဆိုတာ လင်းယုံငယ်ပြောတာပေါ့နော် not in sea ဆိုတာတိတ်ငယ်ကိုပြောတာရေ ਉ ဆိုတာကြတော့လင်းယုံငယ်ကိုပြောတာနော်လင်းယုံငယ်နဲ့တိတ်ငယ်တိတ်ပြီးတော့မကွာဘူးနော်နည်းနည်းလေးပဲနော်နည်းနည်းလေးပဲကွာခြားချင်းလေးပဲရှိတယ်အဲ့တော့ရေ ਉ ဆိုတာကြတော့လင်းယုံငယ်ပြောတာပေါ့နော်အဲ့တော့ဆရာတေချာပန်ပြောင်းပြန်ပြီးတော့ပေါင်းပြမယ်ရေ ਉ လို့ဘယ်လိုမျိုးအတန်ထွက်သွားလဲဆိုတာကိုဒီဟာလေးကိုပေါင်းပြမယ်နော်ဟောယောအီယာဝရေ ਉ မိုက်ရေ ਉ ဟောယောအီယာဝ ယေယောမိုက်အစ်ယေယောအဲ့တော့ဒီမှာအတန်ထွက်ကတခုထဲပဲเนาะပေါင်းထားလိုက်ပါလဲဆိုတော့ဟောဆိုတာဟောနမ်ယောဆိုတာဒီနေရာမှာယောရဆိုတာတရအာ sorry ယောရဆိုတာ b ဆရာ e ရဆိုတာကြတော့တရဝဝဲဆိုတာအတက်အတက်ပေါ်မှာမှာဒီမှာမှာပေါ်မှာတင်ထားတဲ့ဟာလေးက one နဲ့ယူမိုက်အစ်အဲ့တော့ဘလို့ဖြစ်သွားလဲဆိုတော့ဟောယော e ရဝ yeo အမြင့်တန်ဖြစ်သွားတယ်အဲ့ဒီအမြင့်တန်ပေါ်မှာမှာဆရာတို့မိုက်အစ်တင်လိုက်တဲ့ခါကြတော့ မိုက်အတမ်းမပြတ်ရတဲ့အတန်လေးကိုကြပေးရမှာပေါ့နော်ရေယောဟောယောအီယောရေယောမိုက်အရေယောဆိုတာတိုင်းငယ်ပြောတာနော်လင်းရဲ့ sorry လင်းရုံငယ်ပြောတာဖြစ်ပါတယ်နော်အာနောက်တစ်ခုကြည့်ရအောင်ဒီမှာဆိုရင်လည်းကြည့်အောင်ရေးထားတဲ့ဟာလေးဒီမှာကြည့်မယ်ဆိုရင်အတန်ထွက်ထွက်ရမယ်ဆိုရင်တော့လေယောလေယောလေယောအကြီးပေါ့နော်အကြီးအမဇပူလေယောဆိုတာဆက်ပြကြီးပေါ့နော်အကြီးကိုပြောတာနော်အကြီးအကြီးမဟုတ်ဘူးနော် တွေထုတ်ရောက်ောက်ကြီးနဲ့ရေထားတာမဟုတ်နော်အရေးဆက်ပြအရေးကိုဆိုရင်ဇပူလေယောဇပီအာဇပူလေယောတကယ်လို့တချို့ဟာလေကျွန်တော်ခေါင်းလေယောဆိုတာအရေးတပ်ဖြစ်စီတွေပေါ့နော်အဲ့ဒါကိုလည်းအရေးတပ်ပြည့်စီကိုလည်းပဲခေါင်းလေယောခေါင်းလေယောလို့အတန်ထွက်ပြရတယ်နော်အဲ့ဒါပေါင်းပြမယ်ဟောလာเอวอเหลวฮอลอเอวอเหลวเหลวဆိုတာဒါက အရေးပြောတာနော်အရေးတက်ပစ္စည်းတွေပြောတာနော်အဲ့တော့ဒီမှာအရှိမဟောကဟောနမ်ဆိုတာအဆောင်နမ်နော်အမျက်တပ်ဦးဆောင်ထားတယ်နောက်ပြီးတော့ B ကလော်လင်းနောက်ကဝေါ်ဝဲပုံစံလေးကဒါမဲကောပေါင်းတဲ့ခါကျရင်ဟောလော်အဝေါ်လေယအမျက်တပ်နဲ့သွားမယ်ချက်တော်ဝတန်သွားမယ်လေယဆိုတာအရေးပေါ့နော်โอเคနောက်တစ်ခုကြည့်မယ်ဒီမှာ ဘာကွာလဲဆိုတော့ဟော်နန်လေးကိုဖြုတ်လိုက်တဲ့ခါကျတော့เนาะဒီဟော်ဟိဖြစ်တဲ့ဟော်နန်လေးဖြုတ်လိုက်ပြီးတော့ရေးထားတာပေါ့เนาะလော်အေဝေါ်လေဝလေဝလို့ဖဲစာမလို့တော့ဘူးလော်အေဝေါ်လေဝလေဝဆိုတာဆိုးတယ်ယုံမာတယ်ပေါ့เนาะခွန်လေဝခွန်လေဝဆိုတာလူယုံမာပြောတာပေါ့เนาะခွန်လေဝဆိုတာလူယုံမာအဲကြောင့်မို့လေဝမဟုတ်ဘဲနဲ့လေဝနောက်တစ်ခုကအဲ့ဒီဟာနဲ့မှားတာပါလဲဆိုတော့ ပထမဆရာတင်ပြလိုက်တဲ့မြန်ဆန်တဲ့လင့်မြန်တဲ့ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့ဒါကြတော့ real မြန်ဆန်တဲ့လင့်မြန်တယ်ဆိုတာကြတော့ရှာဦးလိတ်ပြရမယ် real မြန်ဆန်တဲ့လင့်မြန်တယ်နော်ဒီမှာကြတော့သိုးတဲ့မကောင်းရုံမာတယ်ဆိုတဲ့ဟာကြတော့လေကိုကြတော့ရှာဦးလိတ်ရမလို့နော်ရှာဦးလိတ်ရမလို့ပဲနဲ့ဖတ်ပြရမယ်အဲ့တော့ပေါင်းတဲ့ခါကျရင် law a war လေယောယုံမာတိပေါ့နော်ယုံမာတိအာโอเคနောက်တစ်လုံးထပ်ကြည့်ရအောင်ဟီယောဟီယောညွန်းန်းတိနော်အခုအပင်နေပေါ့နော်တက်ပင်နေနေထိပြီးတော့ညိုးတန်းတော်မျိုးတို့နော်အနွမ်းွားတော်မျိုးတို့အဲ့ဒါမျိုးဟီယောလို့ပြောတယ်ပေါ့နော်အာနွမ်းပြီးတော့6သွေးနဲ့ဟီယိုချောင်းလို့လည်းပြောလို့ရတယ်ဟီယိုလို့လည်းပြောလို့ရတယ်ပေါင်းပြမယ်နော်အဲ့ဒါညွန်းနှန်းတာကြတော့ဟောအီယာဝေါ်ဟီယို ไม่เอหิวเนาะขอเอียวหิวไม่เอหิวเนาะညိုးနန်းတာမျိုးပြောတာเนาะညိုးနန်းတဲ့အပင်ကညိုးပြီးတော့နွမ်းနေတာမျိုးပေါ့เนาะအဲ့ဒါကိုဟီယိုလို့ပြောပါရယ်เนาะအဲတချို့ကကြလာလဲတချို့တချို့ကဒီလူကြီးတွေပေါ့เนาะအသက်ကြီးတဲ့ပိုင်းတွေကိုဟီယိုလဲဆိုတာပြောရခြင်းရှိတယ်ပေါ့เนาะဒါပေမဲ့အဲစကားတော့လည်းရန်ရကြတယ်ပေါ့เนาะဟိုအသက်ကြီးပြီးတော့ရွယ်နေပုံစံလိုမျိုးပေါ့เนา အယူအနေဆိုပါလေအကြီးပြားရဲ့တောင်းနေပြီးပါညာအဲ့လိုမျိုးဟီးယိုလေးပြောလေးရှိတယ်ပေါ့နော်မြန်မာစကားမှတော့ရှိသေးတယ်ပေါ့နော်အိုနေပြီးယွဲနေပြီးအဲ့ဒါမျိုးပြောချင်တယ်ဆိုရင်ဟီးယိုနဲ့ပြောတာပေါ့နော်ပြောတယ်ဗျဒါမဲ့ဒီဟာတော့အာအချားလို့တော့ပြင်မယ်ဆိုရင်နည်းလေးရက်ကျက်တဲ့စကားရိုင်းတဲ့စကားဖြစ်တယ်ပေါ့နော်အာမပြောတာပဲကောင်းတာပေါ့နော်โอเคဒါတော့ဆရာတို့ဒီမတရာတော်စကောထဲကတခုအပတ်ဝန်းပြည့်တဲ့မဲကိုအကြောင်းကိုသင်ပေးတဲ့အပိုင်းလေးဖြစ်ပါတယ်နော်မဲကိုမှာ အာမြန်မာလိုပြောရမယ်ဆိုရင်ဝါတဖြစ်တယ်ဝါတဆိုတာဘာကြောင့်လို့ဝါတလို့ပြောလဲဆိုတော့အာအနောက်ဆုံးမှာသူရဲ့အတန်းနေရာမှာဝဝဲနဲ့ပဲစုံတဲ့အတွက်ကြောင့်မို့ဝါတလို့တတ်မှတ်ပြီးတော့ခေါ်ပေးတာဖြစ်ပါတယ်เนาะโอเคဒီနေ့တင်ကန်းစာလေးရတော့ဒီလောက်ပါပဲเนาะအခုဆရာရဲ့တင်ယူစာအုပ်ထဲကိုအာတင်ယူစာအုပ်ကိုပေါ့เนาะဝယ်ပြီးတော့လေ့လာရတဲ့တင်နန်းသားများအားလုံးလည်းပဲကျေးဇူးအများကြီးတင်ပါတယ်အာထိုင်းစာလေးတွေများများလေ့ကျင့်များများရပြီးတော့ထိုင်းစာကြမ်းကျင်သူတွေဖြစ်ပါတယ်เนาะအာဒီနေ့တင်ကန်းစာလေးရတော့ဒီလောက်ပါပဲအားလုံးမင်္ဂလာပါစောတီครับ